အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်တို့ရဲ့ညူကောင်မောင်တွေကိုစာရေးသူမောင်မောင်စိန်လင်းရေးသားတဲ့ကြောက်ပြားစေးနဲ့ရှောက်ပြားတထေးလို့အမည်ရတဲ့ဖြစ်ရမှန်မှုကင်းဝိထုတို့လေးကိုကျွန်တော်ကိုရှိသားမှဖတ်ကြားတဲ့ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာလိုက်ပါနားဆင်ခန်းစားပေးကြပါအောင်ခင်ဗျာကြောက်ပြားစေးနဲ့ရှောက်ပြားတထေးအခန့်တေကြောက်ပြားစေးဆိုဒီမှာ ကယားပြည်နယ်လွိုင်းကော်မြို့နယ်မှာထုတ်လုပ်ထွက်ရှိသောအပူဒဏ်ခံနိုင်စွမ်းရှိသည့်ကြောက်ပြားမဟုတ်ပါမန္တလေးတိုင်းမတရားမြို့နယ်မှာထုတ်လုပ်ထွက်ရှိသောစကြင်ကြောက်ပြားလည်းမဟုတ်ပါကချင်ပြည်နယ်မှာထွက်ရှိသောကြောက်စင်းအရိုင်းလုံးကြီးများကိုလူသုံးပစ္စည်းအဖြစ်ထုတ်လုပ်သော ကြောက်ပြားလည်းမဟုတ်ပါပြည်ပမှတင်သွင်းကြသည့်ကြွေပြားကြောက်ပြားလည်းမဟုတ်ပါရန်ကုန်မြို့တော်စီမံသားရာရေးကော်မတီမှာ လမ်းကျကြီးများအသည်သည်ဈေးကြီးများအသည်သည်တို့တွင်ခင်းကျင်းထားသောကြောက်ပြားဖြစ်ပါသည်ဈေးကြီးများပရဝညနေစာတို့နှင့်လမ်းမကြီးများရှိကြောက်ပြားဈေး၌ကြောက်ပြားဈေးကွက်နေ့စဉ်ဈေးစားဈေးသူတသိန်းကျော်ရောင်းဝယ်ဖောက်ကားလောက်ကင်စားတောက်နေကြသောကြောက်ပြားဈေးဖြစ်ပါသည်မိကိုရောင်းချစားတောက်ကြသောမိသားစုဝင်ပေါင်းမှာဥယေ9သိန်းကျော်ရှိနိုင်နေသည်သို့သောကြောက်ပြားဈေးတယ်များနှင့်ရေစုကြီးမှာဤကြောက်ပြားဈေးပိုင်ချင်း ရန်ကုန်မြို့တော်စီမင်းသားရာရေးကော်မတီအားကျေးဇူးတင်ရန်မိနေသူများဖြစ်ဟန်လို့ဒီချောက်ပြားတထေးဆိုတာကတော့အင်္ဂလိပ်အစိုးရလက်ထက်အချိန်ကမြန်မာနိုင်ငံသည်အိန္ဒိယနိုင်ငံ၏တစ်စိတ်တစ်ပိုင်းတစ်ခုဖြစ်ခဲ့သည်အိန္ဒိယနိုင်ငံသားများမြန်မာနိုင်ငံသို့လွတ်လပ်စွာဝင်ထွက်သွားလာခွင့်ရရှိသောအချိန်အခါလည်းဖြစ်၏ဤအချိန်တွင်စူရဒီကလာကလေးမိုဟာမက်ဆန်သည်အသက်၁၀နှစ်ခန့်သည်မြန်မာနိုင်ငံသို့ရောက်ရှိလာခဲ့သည် သူသည်မြမစကားလုံးဝမတက်ပါတို့တော်သူ့ကိုခေါ်လာတော့သူဤဦးလေးကသူ့ကိုဈေးအယောင်ခိုင်းသည်ဗမာစကားမတက်တော့လဲဈေးရောက်နိုင်စေရန်စီစဉ်ပေးသည်သူဈေးရောက်သည့်နေရာမှာတင်ကြီးစေးရှိကြောက်ပြားပေါ်တွင်ဖြစ်သည်သူရောက်သည့်ပစ္စည်းများမှာ၁၀မျိုးခန့်ရှိသည်မည်သည့်ပစ္စည်းကိုဝယ်ဝယ်ရောင်းစည်းကတော့၆ပြားဖြစ်သည်။ကြိုက်တာယူ၆ပြားဖြစ်သည်။ သူ၏ဦးလေးကအော်ပြီးရောင်းခိုင်းသည်သူအော်၍ရောင်းပုံကတော့၆ပြား၆ပြားဟူ၍ဖြစ်ပါသည်ဘဝတို့၆ပြားဈေးတယ်လမ်းပေးဈေးရောင်းသူမြမများက၎င်းအားဟဲ့ကလားလေးထမင်းစားပြီးပြီလား၆ပြားဟဲ့ကလားလေးအပေါ်မသွားဘူးလားဟုမေးကြသည်သူကတော့၆ပြား၆ပြားဟူဖြင့်သာပြောလေသည်ဒါသူဒါကိုပဲပြောတတ်သူဖြစ်ပါသည် ဤသို့အပြင်ထမင်းစားရေတောက်ဗမာစကားကိုပြောတတ်လာသည် ထမင်းစားရေတောက်ဗမာစကားပြောတတ်လာသည်မြမတွေနဲ့နေဆာတို့ကကြောက်ရွံ့ပေါ်တွင်ဇေယျတို့ရောင်းခဲ့လာ၍မြမစကားကောင်းကောင်းပြောတတ်ခဲ့လေပြီညာဤသို့အခါဦးလေးနဲ့တို့မအိတ်တော့ပဲတိန်ကြီးစေပေးကြည့်တိန်တော်ကြီးဖုန်ကြီးเจ้าမှာဆရာတော်အစဉ်ပြေအောင်နေပြီးမြမစာကိုပါတင်ကြားတက်မြောက်ခဲ့လေပြီ။ ဈေးရောင်းသောလုပ်ငန်းကိုလည်းဦးလေး၏အရင်းအနှီးဖြင့်မလုပ်တော့မိမိဘာသာအရင်းအနှီးပြုလုပ်ပြီးအေးကြောက်ပြားဈေးလမ်းဘေးတွင်တီးရှားဆိုင်ဖွင့်ခဲ့လေပြီငုံမိတဲ့တိုင်တက်နိုင်ဖျားရောက်ဆိုသည့်မြမစကားပုံအတိုင်းကြိုးစားခဲ့သည်ကြောက်ပြားဈေးတွင်တစ်ဆိုင်မှနှစ်ဆိုင်နှစ်ဆိုင်မှ သုံးဆိုင် ဖြစ်လာခဲ့ရှိပြီတို့ဖြင့်သူဤကြောက်ပြားဈေးလမ်းဘေးဆိုင်ဤနောက်ဖက်ကြီးအဆောက်အုံကြီးမှာမြင်နေတဲ့ဆိုင်ကန်းကိုမိုဟာမက် ဆန်ဝယ်လိုက်လေသည်ကြောက်ပြားစီလမ်းဘေးဆိုင်က၃ဆိုင်ဆိုင်ကြီးက၁ဆိုင်၄ဆိုင်ကိုပိုင်ဆိုင်ခဲ့လေပြီမိုဟာမက်ဆန်သည်လွတ်လပ်ရေးမရမီခင်နှင့်လွတ်လပ်ရေးရာပြီးခေတ်တို့တွင်စီးပွားရေးကိုအချိန်ဟုန်မြင့်ပြီးစ조사လုပ်ကင်ခဲ့သည်နောက်ဆုံးတွင်ပိုးတက်ဆက်ယုံကြီးများဂုံနီဆက်ယုံကြီးများပိုင်သောတထေးကြီးဖြစ်လာခဲ့လေသည်တိုက်တာများလည်းများစွာပိုင်ဆိုင်ခဲ့လေသည်ရှောက်ပြားတထေးဟုထင်မော်ကြော်ကြားသူဖြစ်ခဲ့လေသည် သူ၏သားစဉ်မြေးဆက်များယနေ့အတိုင်ရှိကြပါသည် နမောင်မြို့နယ်ဝက်ချုပ်ရွာသားကလေးမောင်ဆယ်သိန်းသည်သူ၏အဖိုးဖြစ်သူဥဒါကျော်ပြောပြသောရှောက်ပြားတထေး၏ဘဝသူအကြောင်းသူ၏ကြိုးစားအထုံးမှုများကိုအတော်အားကျစိတ်ဝင်စားနေသည်ဗမာစကားမတတ်သောအိန္ဒိယနိုင်ငံမှ ကလားကလေးပင်ရန်ကုန်မှာတထေးဖြစ်လာသေးတာ မြန်မာစကားတတ်သောမြန်မာလူမျိုးဖြစ်သည့်ငါလည်းရန်ကုန်သွားပြီးအလုပ်လုပ်ပါကချမ်းသာရမည်ဟုစိတ်ပိုင်းဖြတ်လိုက်လေသည်အခန်းနှင့်မောင်ဆယ်သိန်းသည်သူ၏မိဘနှစ်ပါးကတာသမီးဆယ်ယောက်မွေးဖွားခဲ့ရာသူအားဆယ်ယောက်မြောက်မွေးပြီးနောက်ထမမွေးနိုင်သောသဖြင့်ဆယ်ယောက်ဖြင့်သိန်းပြီးဖြစ်၍သူ့ကိုမောင်ဆယ်သိန်းဟုအဖိုးအဖွားတို့ကနာမည်ပေးခဲ့ခြင်းဖြစ်သည် သူထက်ကြီးသောကိုယောက်တို့ပင်လျင်ရွာမှာလောက်ကန်စားတော့เสียရမြေယာများမရှိပါ သူ့အတွက်ဆိုတော့ဝေးလေစွာထို့ကြောင့်ရန်ကုန်မြို့ရန်ကုန်မြို့ကြီးလာပြီးရှောက်ပြားတထေးကဲ့သို့အလောက်ချပြီးအလောက်လောက်ရန်စိတ်ပိုင်းဖြက်လိုက်သည် ဆုံးဖြတ်သည့်အတိုင်းရန်ကုန်မြို့ကြီးသို့ရောက်ခဲ့လေသည်ပစုံတော်မြို့နယ်ရှိပြတ်သက်ဖုန်ကြီးချောင်းတွင်မိကိုရသည်အလောက်ချသည်ပစုံတော်စီကြီးပရဟုံကြောက်ပြားစီတွင်ပါလာသည့်အရင်ဤကလေးဖြင့်ဈေးရောက်ရန်စီစဉ်သည် ကြောက်ပြားစီမှဈေးတယ်မှာကလေးခင်ခက်ခက်ခိုင်နေမိတ်ဆွေဖြစ်ကြသည် သူနှင့်အတူအကျိုးတူစီးပွားဈေးရောင်းရန်နှစ်ပေါ်နှစ်ဦးသဘောတူအဆုံးဖြတ်ကြလေသည်စီးပွားပဲလောက်ကင်ကြသည်ခင်ခက်ခက်ခိုင်နေမောင်ဆယ်သိန်းတို့မှာတင်းနေတကြားပို၍ရင်းနှီးလာကြသည်အိုးကျင်ထားအိုးကျင်ထီကျိုးကျင်ထားကျိုးကျင်ညီဖြစ်လာကြသည်မောင်ဆယ်သိန်းတယောက်အချစ်စိတ်ဤလွှမ်းမိုးဖီစင်းမှုတံကို ခံစားနေရရှိပြီး မောင်တတန်းမေတ္တရဲ့လောက်ကင်လာကြတော့မောင်ဆယ်သိန်းနဲ့ခင်ခက်ခက်ခိုင်တို့တရားဝင်ထိမ့်မြလက်ထပ်ခဲ့ကြလေပြီ။ခိုင်ရေမင်းကဒီပစုံတောင်စီကြောက်ပြားစီမှာပဲရောင်းမောင်ကတင်ကြီးစီရှိကြောက်ပြားလမ်းပေးဈေးကွာမှာဆိုင်ဝယ်ပြီးရောင်းမယ်မင်းသဘောကျရလားမောင်ရေစီးပွားချတာပဲမောင်ဥဆောင်နေတဲ့လုပ်ငန်းပဲမောင်သဘော မောင်ကြိုက်တယ်လို့လားလို့ ဤသို့ဖြင့်တိမ်ကြီးစေတည်းဤမျက်နှာစာတန်းကြောက်ပြားစေးတွင်ဆိုင်တဆိုင်တိုးချက်ဝဲလိုက်သည်ရင်းနှီးမြုပ်နှံမှုတိုးချက်ပြီးလောက်ကင်လာကြသည် အောင်မြင်လာသည်နှင့်ဘေးဆိုင်တဆိုင်ကိုလည်းထပ်ဝဲလိုက်ပြန်သည်ဝဲချုပ်ရွာမှတူနေရောက်ကိုခေါ်ပြီးဈေးရောက်ခိုင်းသည်ဈေးရောက်လုပ်ငန်းကိုလည်းတင်ပေးသည်အောင်မြင်မှုများရရှိလာသည်မောင်ခိုင်မကညမတွေတူမတွေကိုလည်းရန်ကုန်ခေါ်ပြီးဈေးရောက်ခိုင်းခြင်းနဲ့မောင်စီစဉ်ပေးပါလား လောက်ပေးရမှာပေါ့မိမရေတရုတ်တန်လာတာတန်ဘုံချောင်းပတ်ဝန်းကျင်မှာဆိုင်ဝင်မယ်သူတို့ကိုမင်းကိုယ်တိုင်ကြည့်ချက်ရောအောင်မြင်ရမယ်တရုတ်တန်းကကြောက်ပြားဈေးဆိုင်နေရာတွေကဈေးကြီးရယ်အောင်မြင်ပါမလားမောင်ရေဘာလို့မအောင်မြင်ရမှာလဲမိမရေမဟာရန်ကုန်မှာတို့လိုကြောက်ပြားဈေးတွေပေါ့နှစ်သိန်းသုံးသိန်းရှိတယ်သူများတွေအောင်မြင်နေကြသေးတာတို့လည်းအောင်မြင်ရမှာပေါ့ တို့ဖြင့်မောင်ဆယ်သိန်းနှင့်ခင်ခက်ခက်ခိုင်တို့သည်တရုတ်တန်းကြောက်ပြားဈေးကွက်တွင်ဆိုင်ဝယ်ပြီးခိုင်ဘက်မှညီမနှင့်တူမတို့အားဈေးရောင်းခိုင်ပြီးလုပ်ငန်းတိုးချဲ့ပြန်လေသည်တဟုံတို့ကြီးဝါတိုးတက်လာသောမောင်ဆယ်သိန်းနှင့်ခိုင်တို့သည်တင်ကြီးစေလမ်းမာတန်းဘက်ကြောက်ပြားစေကြောက်ပြားလမ်းဘေးဆိုင်ရှိတင်ကြီးစေမျက်နှာစာတန်း အောင်မြင်တိုးတက်မှုနဲ့အညီမိမိဘက်နှင့်ခင်ခခခိုင်ဘက်မှဆွေမျိုးသားချင်းလူငယ်များကိုရန်ကုန်သို့ခေါ်ယူပြီးအလုံးများပေးကာစေခိုင်းခဲ့ရာ အနောယထာလမ်းမကြီးပေါ်ရှိကြောက်ပြားဈေးကွက်မဟာဗန္ဓုဒလမ်းပေါ်ရှိကြောက်ပြားလမ်းဘေးဈေးကွက်တို့တွင်ဆိုင်ပေါင်း90ခန်းရရှိလာခဲ့လေပြီတက်တပင်ကောင်းငှက်သက်သောနားရသည့်ဆိုသည့်မြမစကပုံအတိုင်းတစ်ဖက်ဆွေမျိုးများလည်းအလောက်ကန်ရကြလေသည် ညာရကနေစတင်ကဟောအဆွေမျိုးတို့ကိုထောက်ပံ့ရခြင်းသည်မင်္ဂလာမြည်၏တဲ့အခန်းတော်ကြောက်ပြစေကြောက်ပြတထေကလေးဖြစ်နေသောမောင်ဆယ်သိန်းကိုနမောင်မြို့နယ်ဝါချုပ်ရွာသားမောင်ကျော်ဝင်းတယောက်အတော်အားကြနေသည်ဆယ်သိန်းကလေးတန်းပဲအောင်တဲ့ကောင်ငါကဘွဲ့ရငါလည်းသူ့လိုပဲရန်ကုန်သွားပြီးအလုပ်လုပ်ရင်အောင်မြင်ရမယ်ရှမ်းသာရမယ်ဟူသောရည်ရချက်ကိုအကောင့်ထဲပေါ်ရန်ဆုံးဖြတ်လိုက်သည် ရွာမှာမိဘများ၏ခိုင်နွားကြီး၄កောင်အနံမှာနှစ်កောင်ကိုငွေ၁၀သိန်းဖြင့်ရောင်းလိုက်သည်။ရွာ၏အနောက်ဘက်ရှိရာမြေနှစ်ကွက်ကို၁၀သိန်းဖြင့်ပေါင်လိုက်သည်။ရင်းနီးရန်ငွေကြေးသိန်း၂၀ခန့်ဖြင့်ရန်ကုန်သို့ဆင်းလာသည်။ဗဟန်းမြို့နယ်ရှိစိန်နာမရဘုံကြီးကျောင်းတွင်ခိတ္တတဲခိုသည်။စီဝါရေးလို့ရင်ဘာစီဝါရေးလို့ရင်ကောင်းမလဲရှားပွေသည်ဘိုးချုပ်စည်းကြီးအကြောင်းမြတ်ယတနာပစ္စည်းရောင်းချသော ကွက်လက်ဈေးခွက်တွင်ဖြစ်သည် ကျွန်မနာမည်ကမိုးကြည့်ပြအောင်ပါကျောင်းမြတ်ရန္တနာပြည်စီအယောင်းဝယ်လောက်ပါတယ်ဆိုင်ကြီးသမားကြီးတွေစီမှာတံပိုးတစ်ဝက်ရှိပြီဝယ်လက်ဘက်ကိုရောင်းနေအယောင်းဝယ်ဖြစ်ရင်တတ်မှတ်စေဖို့တတ်မှတ်ရောင်းဖို့ပေးတယ်မဖြစ်ရင်ပစ္စည်းပြန်ပေးဖို့စပေါငွေပြန်ယူတဲ့အလုပ်ပါကျွန်တော်ကကြော်ဝင်းပေါင်ပါဘိုးချုပ်စီကြောက်ပြားလန်းကြောက်ပြားတန်းလမ်းပေးပဲဖြစ်ဖြစ်အနောရထားလမ်းမကြီးမဟာဗန္ဓုရလမ်းမကြီးတွေမှာဖြစ်ဖြစ် အဝဲထည်ရောင်းဖို့စုံစမ်းနေသေးပါကိုကျော်ဝင်းမှာအရင်နေ့ဘလောက်တုံးမလဲစက်သိန်းကနေ55သိန်းလောက်ပေါ့အကိုကလည်းငွေစက်သိန်း55သိန်းရင်းနှီးနိုင်မှတော့လမ်းမေးသေးတယ်ကြောက်ပြားသေးတယ်လို့ကိုနေဖို့ခံမိုးရခံပြီးလှုပ်เสียမှလို့ပါဘူးကျမနဲ့တွဲပြီးလှုပ်ကြည့်စမ်းပါစန့်ကြည့်ပေါ့မိုးကြည့်ပြအောင်နဲ့ကျော်ဝင်းမောင်တို့ဒီကြောင်းမြတ်ရတနာရောင်းဝယ်ရေးလုပ်ငန်းကိုစတင်လုပ်ကင်ကြလေသည် တိန်း၂၀တန်းပစ္စည်းကို၁၀သိန်းဆယံပေးပြီးစိုင်းကြီးမှမိုးကြီးပြအောင်ဤမိတ်ဆွေထံမှယူသည်၂၅သိန်းဖြင့်အယောင်းထွက်သွားသည်ငွေ၅သိန်းမြတ်သည် နောက်နေ့နောက်နေ့များတွင်လည်းဘိုးချုပ်ဈေးကွက်ရွှေဘုံသားဈေးကွက်တို့တွင် ရောင်းဝယ်လောက်ကန်ခဲ့ကြရာတရက်လျင်၅သိန်း၁၀သိန်း၃သိန်းရရှိကြသောကြောင့်အဆင်ပြေနေကြသည်ကျောင်းဝင်းမောင်နှင့်မိုးကြည့်ပြအောင်တို့တွင်ရင်းကြီးငွေ30လောက်ဖြစ်လာကြသည် တော်တို့လာတို့နေတို့စားတို့ကြည်ပြူစွာဖြင့်အပေးอยู่တဲ့နေကြတော့ကြော်ဝင်းပေါင်နဲ့ကြည်ပြအောင်တို့သည်တဦးပေါ်တဦးယုံကြည်မှုတရားတရားများလဲတိုးပွားနေကြသည်တရားလွန်သောတဏှာကျွန်းဆိုသည့်ဘဝမျိုးကိုရောက်ရှိမှန်းမသိရောက်ရှိလာခဲ့ပြီဖြစ်သည်အကိုမနဲ့ကြရင်ခွင်ကြီးကြီးတစ်ခုရထားတယ်မိုးပလဲဆိုင်ကအနေဝမ်းဆက်တစုံကိုတိန်းတရာနဲ့ယူပြီး200နဲ့ထည့်ဖို့စီစဉ်ထားတယ်မိုးပလဲကိုတော့ ဇဘောတဲ90တင်ရမှာပေါ့မင်းမဝယ်လက်ခွင့်အပိုင် ရှိနေတော့ခွင့်ကြီးပဲပေါ့စိုက်ကြရတဲ့သူတွေကဟုတ်ရဲ့လားအကိုရဲ့ကြည်ပြာကမပိုင်ရင်ရှင်းအောင်မရိုက်ဘူးဆိုတာအကိုသိတယ်မဟုတ်လားမိုးကြည်ပြာအောင်နဲ့ကြုံဝင်းမောင်တို့ဒီနောက်နေ့တွင် ခွင့်ကြီးချပြီးအယောင်းဝယ်လုံးမြေကိစ္စကိုအကြေအလေဆွေးနွေးစည်းဝါးကြိုက်နေကြလေသည်နောက်နေ့နေ့လယ်2နာရီခန့်တွင်ဖြစ်သည် ဘိုးချုပ်စည်းကြီးကြီးမိုးပလဲပြည်တွင်ပြည်ပဆိုင်ရွှေရတနာအယောင်ဆိုင်ကြီးတို့မိုးကြီးပြာအောင်ရောက်ရှိလာသည် အဖော်မွန်ကြော်ဝင်းမောင်လည်းပါလာလေသည်အန်ဒီမနေ့ကပြောထားတဲ့အနီဝမ်းဆက်ကိုခွင်းချသွားမယ်စပေါ်သိန်း90ယူထားပါအလုံးမဖြစ်ရင်ပစ္စည်းပြန်ပေးပါမယ်ဒေါ်မိုးပလဲသည်အလုံးတဘောအရာပစ္စည်းအနှံစာချုပ်နှင့်အနှံပစ္စည်းစာဆိုင်ရင်းကိုပါ ဘောင်ချာကိုလက်မှတ်ရေးထိုးခိုင်းပြီးပစ္စည်းများကိုပေးအပ်လိုက်လေသည်မိုးကြီးပြအောင်သည်ကြော်ဝင်းပေါင်ကိုဈေးခွက်တွင် ထားရခဲ့သည်ပစ္စည်းများကိုယူဆောင်ပြီးထွက်သွားလေသည်ညနေ9နာရီစိုင်ပိတ်တော်မြေဖြစ်၍ကြော်ဝင်းပေါင်သည်မိုးပလဲရတနာပစ္စည်းဆိုင်ရင်းဤတွင်မိုးကြီးပြအောင်လာမာကိုဆောင်းဆိုင်နေသည်လဲပင်ညောင်ရီအိုးခန့်ဖြစ်နေသည်သောရင်စိတ်တွေကလည်းလှုပ်ရှားနေသောကြောင့်ကျော်ဝင်းမောင်သည်မိုးပလဲထံသို့သွားရောက်မေးမြန်းသည်အန်ဒီ မိုးကြီးပြအောင်ပြန်လာပြီလားမလာသေးဘူးကွမင်းနဲ့ဘာတော်လဲဘာမှမတော်ပါဘူးအန်ဒီဒါဆိုရင်မင်းကသူ့ကိုဘာလို့မေးတာလဲကျွန်တော်လည်းရှယ်ယာပါလို့ပါအန်ဒီအေးကြည်ပြားငါ့ကိုဘတ်သွားရင်တော့မင်းနဲ့တောင်းဝန်ရှိတယ်ကြံရပါပဲကျော်ဝင်းမောင်ဒီမင်းလည်းကြံရပါဆိုသည့်ချိန်ချောက်တန်ကိုကြားလိုက်ရတော့ကြောင့်မိုးပလဲဆိုင်မှာထွက်ခွာသွားသည်ဆိုင်နီးတို့မကက်ရဲတော့ဘီ ဆိုင်ပေဘိုးချိုစည်းကြီးပိတ်တည်းအထိမိုးကြည့်ပြအောင်ရောက်မလာတော့ချေနောက်နေ့တွင် သူဤအမေနေထိုင်သောမြောင်းဥက္ကလာပနေအိမ်သို့သွားရောက်ဆောင်တန်းသည် မိုးကြည့်ပြအောင်အိမ်မလာသည်မှာကြာပြီးဟုသာသိရသည်ခொနရက်တိုင်တိုင်ကြည်ပြကို ကြုံဝင်းပေါင်မှဆောင်သည်ခြားသည်မလာတော့ပြီမရှိတော့ဒေါ်မိုးပလဲကလည်းမိုးကြည့်ပြအောင်အပေါ်ပြင်းမှုဆိုင်ရာဥပဒေပုံမှာ၄၃၆အမြင့်ဆောင်၄၂၀ဖြင့်အမှုဖွင့်တော်မူဖြစ်ကြောင်း ကြုံဝင်းပေါင်ကြားသည့်နေရသည်ကြံရပါအဖြစ်ဆွဲထက်ခံရမှာကိုလည်းစိုးရင်ကြောင်းကြနေလေသည်အခန်းကဖို့မရဓမ္မဆောင်ဖြစ်နေသောကြုံဝင်းပေါင်အုံနောက်နေချာချာလဲအောင်ရှုပ်ထွေးနေကြလေပြီဘာလို့ရင်ကောင်းမလဲအနုလုံပလိနုံအပြန်အလှန်စဉ်းစားနေပြန်သည် အစိုးရရသောပြဿနာမှာဒေါ်မိုးပလဲကမိုးကြည့်ပြောင်းအပေါ်အမှုဖွင့်ပါက သူ့ကိုပါကြံရပါပူးတွဲတရခံအဖြစ်ဆွဲတဲ့ခံရမှာကိုအကြောက်ဆုံးဖြစ်လေသည်ကျောင်းဝင်းမောင်ရေစာတီနမ်မောင်မျိုးနယ်ဝက်ချုပ်ရွာသားဆိုဒီကိုမိုးကြည့်ပြအောင်မသိနမ်မောက်သားလို့သာတာမန်တိလေသည်ထို့ကြောင့်ခြေရလဲဖြောက်ရေထဲနှောက်ဖြစ်စေရန်ဆုံးဖြတ်လိုက်လေသည်ရွာပြန်ရောက်တော့မိဘတွေကစူသည် ပူဒီမိဘတွေကမြေတို့ဘင်ဆူဆူပူပူရာဇဝေကြီးပုံမှာ၄၃၆ မြင်တောင်း420ယုံကြည်မှုအနံ့ရေဖောက်ပြန်မှုလိန်လယ်မှုလောက်တော့မဆိုးပါတားရဲ့မင်းဟာကတလားခွဲနှစ်လားလောက်နဲ့ငွေကျက်30တောင်ဆုံးရှုံးရတယ်ဆိုတော့အံ့ပါရဲ့တော့အံ့ပါအမေရဲ့ကုံရှုံးတော်တစ်ခေါက်လင်းကုံရှုံးတော်တတလုံးမှောက်ဆိုတာလို့အမေသမီးလောက်တော့မရှုံးပါဘူးတားပြန်ရအောင်ချပါပါကြုံဝင်းမောင်ဒီမိမိအဖြစ်ကို လင်ပြစ်မာကလေးဖြစ်ခဲ့ရတော့သူဤအမမတ်တတင်ကြီးဤဆုံးရှုံးမှုကိုထောက်ပြပြီးအကာအကွယ်ယူလိုက်လေသည်မိဘဆိုဒီမှာတာသမီအပေါ်ခွင့်လွှတ်စမြဲဖြစ်လေသည်စိတ်ညစ်သူစိတ်ဝေဒနာခံစားနေရသူတို့ဤစိတ်ဖြေရာကထမ်းရည်နဲ့အရက်တာဖြစ်လေသည်ကြုံဝင်ကြုံဝင်ပေါမှာလဲထမ်းရည်ဆိုင်ပိုင်ရှင်ဥစိန်ဘူဤဆိုင်တွင်ညနေတိုင်းစိတ်ဖြေစေအဖြစ်ထမ်းရည်တောက်လေသည်ရန်ကုန်သူမိုးကြည့်ပြမောင် အောင်နှင့်ပတ်သက်ခဲ့ရသောနှလုံးသားဝေဒနာရင်တွင်းဖြစ်ခံစားချက်များကိုထမ်းရည်ကလေးတမ်းများများနှင့်ဖြေသိမ့်နေရလေသည်နှလုံးသားစင်ရက်တခြင်းကိုလည်းမယိုးနိုင်မမောနိုင်ထမ်းရည်ကိုအဖို့ပြုပြီးတကြောကြောနှင့်ဒီဆိုရင်ဖြေသိမ့်နေရသည်မှာကမင်းတို့ရန်ကုန်မြို့မှာအသေးနှလုံးကိုအတုလို့ရောင်းနာမောင်းမကြမိလို့မခဲ့ပါပြီကွရန်ကုန်သူရဲ့ မင်းတို့ရန်ကုန်မြို့မှာအသင်းနှလုံးကိုကပိုက်နိုင်တက်တာမောင်မကြမီလိုမှခဲ့ပါပြီကွယ်ရန်ကုန်သူရဲ့ဒီတကားအညာပြန်ရှုအသင်းနှလုံးမပါဘူးကွယ်မင်းနဲ့အတူသွားခဲ့တဲ့တမရယုံနေမှာပြုတ်ကြခဲ့လေသလားကရဝေးပြန်မမေးရခဲ့လေသလားရွှေကုံမလားတလိဆန်ယုံလား မကွေပြတော့ဘူးအညာပြန်အဲမပါပြီမဲငုံမဲမထင်းနေရန်ကုန်မြို့သူမိအညာကြီးရဲ့ဘောင်ကြောင်ဝင်းဒီကြောက်ပြားတတိကလေးမောင်ဆယ်သိန်းကိုအားကြကရန်ကုန်ဆင်းလာပြီစီးပွားချခြင်းတော့တူပေသည်တို့တော့အလင်းကားကြောစွာဆိုင်းစရာကြီးစိန်ဘမောင်ဤဆိုင်းတခြင်းစာသားအတိုင်းတူကားတူရဲ့မတူတယ် တက်ကားတက်ရဲ့မတူတဲ့ဖြစ်ရလေသည်ကျုံဝင်းမောင်ကြီးအဖြစ်ကိုသိတော့ဘာကြီးဥဒါကျော်ကလောကနေတီကျမ်းလာတရားနဲ့ဖြည့်ဖြောက်ပေးသည်မှာကစိန်တိကာတိဘဝတိစိန်တိတာတိဝိနာတတိလူတွေက မျော်လင့်နေတောင်းတတယ်ကြံစီအားထုတ်တယ်ဖြစ်ချင်မှဖြစ်တယ်မဖြစ်ချင်မဖြစ်ဘူးလူတွေဟာမမျော်လင့်ဘူးမတောင်းတဘူးမကြံစီဘူး အားမထုတ်ဘူးဖြစ်ရှင်ဖြစ်တယ်ရခြင်းရတယ်တဲ့ရာဇဝေပဲပြင်းမလို့ဆိုသည့်အတိုင်းရန်ကုန်သူမိအညာကြီးဒေါ်မိုးကြည်ပြအောင်ပါကဒေါ်မိုးပလဲကဗဘဲတန်းရဲစကန်းတို့ပြင်းမှုဆိုင်ရာဥပဒေပုံမှ4396မြင်းဆောင်420ပြင်းအမှုဖွင့်ခဲ့ရာအမှုကိုဖော်ထုတ်စစ်ဆေးတွေ့ရှိသောကြောင့်ဗဘဲတမ်းမျိုးနယ်တရားရုံးတော်သို့တရားစွဲတင်ပို့ခဲ့လေသည်တရားရုံးတော်ကမိုးကြည့်ပြအောင်အပေါ်ပြင့်မှုကြီးပြင့်မှုကြီးအမှု အမှန်ပါသော3939ခုမြင်းဆောင်3936ဖြင့်ထောင်တန်တစ်နှစ်ရှာမှတ်ခြင်းခံလေရရတော်သည်ဟုတ်ကဲ့ပါခင်ဗျာဒီနေ့မှအချိန်မီမီဝင်ရောက်နားဆင်အားပေးခဲ့ကြသူကျွန်တော်တို့ရဲ့ညကောင်မောင်တို့အုပ်တယောက်ရှင်စီတိုင်းကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာ